နောက်ထပ်ရခိုင်သတင်းတစ်ပုဒ်အနေနဲ့ကတော့ရခိုင်ပြည်နယ်မကွေးတိုင်းအဆက်ရိုးပေါ်မှာရှိတဲ့ကကင်းစခန်းတချို့သိမ်းပိုက်ခံရပြီးတဲ့နောက်စစ်တပ်ကနယ်ရီကန်လေးချောင်းရံကကွေရေးစခန်းကိုချီလီယန်စစ်ကြောင်းနှစ်ကြောင်းအပါအဝင်စစ်ကားအစီး20လောက်နဲ့အင်အားပြက်လေဖြစ်တင်နေတယ်လို့သိရပါတယ်။ရခိုင်ပြည်အမ်းမြို့နယ်နဲ့မကွေးတိုင်းငဖဲမြို့နယ်အမ်ပဒန်ရိုးလမ်းမပေါ်ကစစ်တပ်ရဲ့ကကင်းစခန်းတချို့သိမ်းပိုက်ခံရပြီးတဲ့နောက် နယ်ရေကန်လေချောင်းရံကာကွယ်ရေးစခန်းကိုပဒန်းမှာရှိတဲ့စုံကုန်းအမြောက်ကြီးတဲနဲ့ငဖဲအပိုင်ဇေမောတော်ဖက်ကချီလီယင်စစ်ကြောင်းနှစ်ကြောင်းတို့ဟာကားအစီး20လောက်နဲ့အင်အားအများပြားဖြစ်တင်းနေတာဖြစ်တယ်လို့စီရေးသတင်းရင်းမြစ်ကပြောပါရယ်အခုရက်ပိုင်းအတွင်းစစ်တပ်ရဲ့နယ်ရေကန်လေချောင်းရံကာကွယ်ရေးစခန်းကိုအဓိကထောက်ကူပို့ပေးနေတဲ့ကာကင်းစခန်းတွေ ဖြစ်ကြတဲ့ကုတ်ကြီးစခန်းနဲ့စွန်တက်ပတ်ဝန်းကျင်ကစစ်စခန်းကုန်းတွေကိုအေအေကသိမ်းပိုက်ထားပါရယ် အဲ့ဒီလိုအသိခံရပြီးတဲ့နောက်စစ်တပ်ဘက်ကအင်အားအများပြားပြန်လည်ဖြစ်တင်းနေကမနေ့ကအထိနယ်ရေကန်တောင်ကျောကနေရာတွေအနှံ့ပြားမှာတိုက်ပွဲတွေဖြစ်ပွားနေရလို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။